မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အင်းစိန်ထောင်အတွင်းမှာရှိတဲ့လွတ်ရပ်စေနေတဲ့ရိုဟင်ဂျာကလေးတငယ်များအမျိုးသားအမျိုးသမီးစုစုပေါင်း936ဦးတို့ကိုအကြမ်းဆက်တက်နဲ့ရဲတပ်ဖွဲ့ဝင်များကခီးတဲ့တင်ကား express ကားတွေနဲ့ခေါ်ထုတ်သွားပြီးတော့ရခိုင်ပြည်နယ်စစ်တွေမြို့ကိုပို့ဆောင်ရန်လှုံ့ဆော်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ16ရက်နေ့မနက်6:00နာရီဝင်းကျင်ကစပြီးတော့လွတ်ရစေနေတဲ့ရိုဟင်ဂျာကလေးတငယ်များအမျိုးသားအမျိုးသမီးစုစုပေါင်း936ဦးတို့ကိုခေါ်ထုတ်နေခြင်းဖြစ်ပြီးတော့ဖေဖော်ဝါရီလ15ရက်နေ့မှာလဲလောက်ဝကဝန်ထမ်းအယောက်90ကျော်ကရုံးပိတ်ရဖြစ်တော့လဲ အချင်းတောင်တွေအတွင်းမှာလာရောက်ပြီးတော့အထောက်ထားကတ်များကိုပြုလုပ်ပေးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးခေါ်ထုတ်သွားတာဟာရိုဟင်ဂျာတွေအတွက်စိုးရင်ရတဲ့အခြေအနေဖြစ်ပါတယ်။အထူးသဖြင့်တော့လူသားဒဏ်ရာရေးအနေနဲ့အတုံးပြခံရနိုင်တဲ့အခြေအနေရှိတယ်လို့လက်နက်ကင်ပြီးတော့ရှေ့တန်းဆင်းမြန်းနာကိုပို့ခံရနိုင်တဲ့အခြေအနေလည်းရှိပါတယ်။ဒီအခြေအနေတွေဟာလူမျိုးရေးပြိပခါကိုတွန်းပို့နေတဲ့အခြေအနေဖြစ်တယ်လို့စစ်မှုထမ်းအဖြစ်နဲ့အတုံးပြနိုင်တဲ့အခြေအနေလည်းဖြစ်ပါတယ်။ ဒါကိုအထူးယူဆိုင်ဖို့လိုအပ်တယ်လို့ပြောချင်ပါတယ်လို့ကိုတိုက်ထုံးကရှင်းပြထားပါတယ်။အင်းစိန်ထောင်ကနေပြီးတော့ခေါ်ထုတ်ခံရတဲ့ရိုဟင်ဂျာလူမျိုးများကိုပင်လယ်ရေကြောင်းအသုံးပြုပြီးတော့စစ်တွေမျိုးကိုပို့ဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်တွေအကျဉ်းထောင်မှာလုံခြုံရေးမပေးနိုင်တဲ့အတွက်ရိုဟင်ဂျာများကိုထောင်ပြောင်းခဲ့တဲ့အကြမ်းဖက်စစ်တပ်ကရိုဟင်ဂျာအမျိုးသားများကိုစစ်မှုထမ်းတပ်သားများအဖြစ်နဲ့အသုံးပြုနိုင်တယ်လို့ကိုတိုက်ထုံးကသုံးသပ်ပြောပြထားပါတယ်။စစ်တွေကိုပို့ဖို့လုံနေပြီးစစ်တွေမှာလက်ရှိအရခတ်တက်တော်ကလည်းစစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်နေတဲ့အခြေအနေမျိုးမှာအခုလိုမျိုးပို့လာတာကစစ်မှုထမ်းခိုင်းဖို့ရို င်ဂျာတွေကိုစစ်သားဖြစ်နေအုံပြုဖို့စစ်ကောင်စီကရည်ရွယ်နေတာဖြစ်မယ်လို့ကိုတိုက်ထုံးကရှင်းပြထားပါတယ်။အင်းစိန်အချင်းထောင်အတွင်းကနေခေါ်ထုတ်သွားခြင်းခံထားရတဲ့ရိုဟင်ဂျာ936ဦးတို့ဟာ အင်းစိန်အကျင်းတော်တစ်ခုတည်းကရိုဟင်ဂျာများတာမဟုတ်ပဲစစ်ကောင်စီလက်အောက်မှာရှိတဲ့အကျင်းတော်အသီးသီးကဖမ်းဆီးချုံနှောင်ခံထားရတဲ့ရိုဟင်ဂျာများကိုပြီးခဲ့တဲ့ရက်များအတွင်းမှာ၎င်းတို့ကိုချုံနှောင်ထားတဲ့အကျင်းတော်များကနေတဆင်းအင်းစိန်ထောင်ကိုပို့ဆောင်ခြင်းခံထားရသူများလည်းပါဝင်တယ်လို့ PPNN ကပြောဆိုထားပါတယ်။ဒါအပြင်စစ်တပ်ကလွတ်ရက်စေတော်လဲအချိန်ကြာမြင့်စွာမလွတ်ပေးခဲ့တဲ့ရိုဟင်ဂျာများလည်းပါရှိပြီးတော့တချို့ရိုဟင်ဂျာများဟာတနစ်ခွဲကြော်ကြတဲ့အထိအကျင်းတော်တွင်းမှာထပ်မံချုံနှောင်ခံထားရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းမြို့နယ်မုံရွာချောင်းလမ်းမိုက်မှာစစ်ကား3စီးကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား9ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ15ရက်နေ့မိုးလွယ်တန်တား40မိနစ်ခန့်မှာမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကချောင်းမြို့နယ်ကံကြီးကုန်းရွာပြူစောတိစခန်းကိုစစ်ကူပေးရန်ထွက်လာတဲ့ဂျမားကားတစ်စီးနဲ့တံပြားကားက3စီးကိုမိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းမိုင်းဆွဲတိုက်ခတ်မှုအတွင်းမှာတံပြားကားကတစ်စီးကိုရှေ့ထွက်မိုင်း9လုံးပရိသတ်မိုင်း1လုံးတို့ထိမှန်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးတေဆုံး သွားတယ်လို့သိရပါတယ်။ကံကြီးကုန်းကိုစစ်ကူသွားတဲ့ကားသုံးစီးတဲ့ကနှစ်စီးမြောက်ကားကိုဆွဲမိတာစစ်ကူမရောက်နိုင်အောင်လို့လမ်းကနေဖြတ်တောက်ပြီးတော့ဆွဲလိုက်တာကားရဲ့ခါးကိုအဖူးငါးလုံးထိမှန်တယ်ကားရဲ့ခါးကိုတဲ့တဲ့မှန်တာမို့လို့ ကားပေါ်မှာပါတဲ့စစ်ခွေးခဏကောင်တည်တယ်လို့မြေပြင်ကရဲဘော်တွေကအတိအပြုပြောကြားထားပါတယ်။တခြားဒဏ်ရာရတဲ့သူတွေလည်းရှိနိုင်ပေမယ့်စီးရဲအတိအကျကိုတော့မသိရသေးဘူးလို့ EDS column ကတာဝန်ရှိသူတို့ကပြောပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်ခဲ့တော်လဲပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကို North Western People Defense Force NWPDF အနောက်မြောက်ဒေသပြည်သူ့ကာကွယ်တပ် ရင်းမာပင်ခရိုင်အမှတ်၉တက်ရင်ရဲ့ EDS column မုံရွာခရိုင်တက်ရင်၁၁ဆောက်မုံရွာရဲ့တက်ခွဲနှစ်ဖြစ်တဲ့ Youth Vigor Revolution Force နဲ့ မုံရွာမြို့နယ်ပကဖတိုက်နယ်လေးတိုက်ခိုက်ရေးအဖွဲ့ Riot God People Defense Force တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါ့အပြင်သခိုင်းတိုင်းဝက်လက်မြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်တေဆုံးခဲ့ကြောင်းဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကတာဝန်ရှိသူတို့ကပြောကြားထားပါဗျ။ February 17ရက်နေ့မနက်၈နာရီခန့်မှာအရာတော်မြို့နယ်တလဲပါပြူစောတီရွာကအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်20ခန့်ဟာဝက်လက်မြို့နယ်ကြောက်ကုန်းချေရွာမှာကင်းလဲနေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။၎င်းထိတွေ့တိုက်ပွဲမှာနင်းမိုင်းနင်းမိတယ်စစ်သားတအုပ်တေဆုံးသွားပြီးတော့တအုပ်ကတော့ခြေထောက်ပြတ်သွားတယ်လို့သိရပါတယ်။ဒါအပြင်တော်လိုင်းရဲဘော်တအုပ်လည်းကြာဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြန်မြို့နယ်လင်းကတော်ရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၁၀ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပေဝိုင်လာ၁၄ရက်နေ့မှာမြိုင်မြို့နယ်လင်းကတော့ရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုတော်လိုင်းတပ်ပေါင်းစုံကဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းတေဆုံးကတော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။မြိုင်မြို့နယ်လင်းကတော့အကြမ်းဖက်စစ်ခွေးတပ်စခန်းကိုကျွန်တော်တို့ဒေသတွင်းတော်လိုင်းတပ်ပေါင်းစုကဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တာပါ။အကြမ်းဖက်စစ်ခွေး၁၀ကောင်ထက်မနည်းတေဆုံးသွားပါတယ်လို့ မျိုးဆက်တဲ့လူငယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ခံကိုကြားကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုမြန်မျိုးနယ်ဒေတာပြည် PDF တပ်ဖွဲ့များစားလင်းကြီးမျိုးနယ်တပ်ပေါင်းစုအဖွဲ့နဲ့အတူမျိုးဆက်တဲ့လူငယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ကံမရဲစခန်းမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီ23ရက်နေ့မနက်9:00နဲ့မနက်6:00နာရီကမှပခုတ်ကူမြို့နယ်ကံမရဲစခန်းမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား30ခန့်ကိုတော်လိုင်းတပ်ဖွဲ့များက drone လေးစီးနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများတေဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိတော့လဲထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့ သိရပါတယ်ကျွန်တော်တို့ drone lazy နဲ့တိုက်ခိုက်ခဲ့တာပါဒစည်းကိုလေးလုံးလုံးနဲ့ကြဲချတိုက်ခိုက်ခဲ့တယ်စစ်ခွေးတွေတဲ့စီးရင်တော့မသိရသေးဘူးကျွန်တော်တို့စစ်တွေတတ်တဲ့ပခုတ်ကူခရိုင်ရဲ့ရဲစခန်းရှိမှာပြစ်တက်ခံရတဲ့ရဲဘော်တွေအတွက်ဝမ်းထဲချီ꿰ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်သူတို့ကင်းအပြောင်းလဲလုပ်တဲ့အချိန်မှာအဲ့ဒီနေရာကိုကျွန်တော်တို့ကချခဲ့တာပါထိခိုက်မှုကတော့ရှိမှာပဲလို့ Black Eagle Drone Force ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို Black Eagle Drone Force ABSDF စစ်ကြောင်း၃ drone အဖွဲ့နဲ့ King Fighter Drone Force တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။အလားတူပဲသခိုင်းတိုင်းရေဦးမြို့မှာရှိတဲ့ကြာဖူးအဝိုင်းတိုင်းရဲစေးယုံရဲစခန်းရွှေကြည်မင်းဂိတ်နဲ့မြောက်ဘက်ဂိတ်တို့မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုလက်နက်ငယ်များနဲ့ဝင်းအောင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကပြောဆိုထားပါတယ်။ ဖေဖော်ဝါရီလ15ရက်နေ့မနက်အစောပိုင်း7:00နာရီခန့်မှာရေဦးမြို့မှာရှိတဲ့အချမ်းမတ်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့နေရာများကိုတော်လိုင်းအတပ်ဖွဲ့များက87မမလက်လုံ53လုံး RPG ဆက်လက်များလက်နက်ငယ်များနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာမြောက်ဘက်ဂိတ်ကပြူစော်တီ3ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့အချမ်းမတ်စစ်ကောင်စီတပ်သားတိုက်ဆုံမှုအရေအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးပေ။တော်လိုင်းအတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်ကပ္ပဆ24ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရှေ့ပြေးကင်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား3ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီ14ရက်နေ့နေ့လယ်12:45မိနစ်ခန့်မှာပေါ့မြို့နယ်ကပ္ပဆ24ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းရဲ့ရှေ့ပြေးကင်းအဖွဲ့ကို တိုက်မိုင်းဗရေဒါမိုင်းသုံးလုံးနဲ့စိတ်ဖြူပျောက်ကြားတကောတော်ကြားစို LDF ကဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးမိုင်းထိမှန်ခဲ့ပြီးတော့3ဦးပွဲချင်းပြီးတေဆုံးက2ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။မိုင်းကွဲတာကိုကျွန်တော်တို့ဘက်ကလှမ်းမြင်နေရတာပေါ့။ စစ်ခွေးတည်တဲ့စီးရင်ကတော့၃កောင်ကတော့နေရာမာရင်ပွဲချင်းပြီးတည်တယ်၂កောင်ကတော့ဒဏ်ရာပြင်းထန်ရတယ်စစ်ခွေး၅កောင်ကစစ်ကြောရဲ့ရှေ့ပြေးကင်းအဖြစ်နဲ့တက်လာတဲ့အချိန်မှာတိုက်ခိုက်ခဲ့တာပေါ့လုံချုံကြီးကလည်းအပြည့်ဝမယူပေးတဲ့အတွက် မိုင်းအကုန်လုံးမထောင်နိုင်ခဲ့လို့နောက်ဆုတ်လိုက်ရတာပါကျွန်တော်တို့ရဲဘော်တွေကတော့အထီးကမရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့စိတ်ဖြူပျောက်ကြားဒဂိုတော်ကြားစု LDF ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတက်ခတ်မှုကိုစိတ်ဖြူပျောက်ကြားဒဂိုတော်ကြားစု LDF ကဥဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့လုံခြုံရေးအဖြစ်ပေါ့မြုံနယ်တောင်ပိုင်းပကဖဇုံတင့်နဲ့ဇုံ30တို့ကပူးပေါင်းလှုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တိန်ခွန်းရွာကိုအကြမ်းဖက်ဆက်တကလေရင်နဲ့၃ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ရာနေအိမ်များမိလောင်ပြက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီ15ရက်နေ့မနက်10:00နာရီခွဲအချိန်ကမှတနင်္သာရီမြို့နယ်တိန်ခွန်းရွာကိုအကြမ်းဖက်ဆက်တကလေရင်နဲ့၃ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ရာနေအိမ်များမိလောင်ပြက်စီးခဲ့ရတယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲ။ကြီးရွာနေပြည်သူများဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။မြေပြင်မှာလည်းတော်လိုင်းတပ်ဖွဲ့များနဲ့ထိတွေ့တိုက် က်ပွဲများဆက်လက်ပြီးတော့ပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါဗျ။ပြည်သူတွေထိခိုက်မှုတော့မရှိပါဘူး။ရွာတွေကပြည်သူတွေကရွာလုံးကျွတ်ထွက်ပြေးနေရတာမြေပြင်မှာလည်းတိုက်ပွဲတွေကဆက်လက်ပြီးတော့ပြင်းထန်နေလုံးပါပဲလို့ဗိခေယံပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းတစ်ကတာဝန်ရှိသူတို့ကရှင်းပြထားပါဗျ။အကြံဖတ်စစ်တပ်ဟာတနင်္သာရီမော့တောင်နေဆက်လမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ရအတွက်အင်အားအလုံးရဲနဲ့ထိုးစစ်ဆင်နေခြင်းကြောင့် ော်လိုင်းတပ်ဖွဲ့များနဲ့နန္လာနီးပါးကြောင်တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပြီးအကြမ်းဖက်စစ်တပ်ကထိခိုက်တိုက်ဆုံမှုတွေများပြားခဲ့တယ်လို့သိရပါတယ်။၎င်းထိတွေ့တိုက်ပွဲများကြောင်ထုံခါကော့ယောတိန်ခွန်6နှစ်ပေါက်တဲပြူညောင်ပင်ခွင်းချေးရွာထုံမခါချေးရွာထုံတော်ချေးရွာတိန်ခွန်ချေးရွာ9မိုင်6မိုင်ကွင်းတက်ဘော်ဒီကန်ချေးရွာတို့ကနေထောင်နဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းညောင်လေးပင်ခရိုင်မူးမြို့နယ်မှာခလာရ83တပ်ရင်းလက်အောက်ခံကပြေညွန့်စခန်းကစစ်ကောင်စီတပ်သားတအုပ်ဟာတနက်တလက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလိုမျိုးအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားကိုစိုးသူဟာတနက်တလက်ကြီအတောင့်80နဲ့အတူမူးမြို့နယ်တပ်ရင်း၈ထန်းကိုလက်နက်ချအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးလက်နက်ချလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားကိုစိုးသူကိုမြို့နယ်တာဝန်ရှိတဲ့ခေါင်းဆောင်များကဂုံပြုစုငွေ၁၀သိန်းကျပ်ပေးအပ်ချင်းမြင့်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုး စစ်ကောင်စီတပ်ကအာဏာရှင်ကိုဆန့်ကျင်ပြီးတော့ပြည်သူများနဲ့အတူပူးပေါင်းကစစ်အာဏာရှင်စနစ်ကိုတိုက်ထုတ်သွားမယ်မြည်သူကိုမဆိုးနှွေးထွေးစွာကြိုဆိုလျက်ရှိတယ်လို့ KNU မူးမြို့နယ်တာဝန်ရှိတဲ့ခေါင်းဆောင်ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်ဒီရန်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစမ်းမပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ